ဖြစ်တဲ့အီတလီလီယင်တင်သင်းမောကြီးတွေပါတယ်နေတိုးစီရင်လေ့ကျင့်မှုကြီးစတင်ပြီဖြစ်ပါတယ်ဖြစ်တဲ့တော်ဝင်ရေတက်ကနေပြီးတော့ဥဆောင်ပြီးလေ့ကျင့်တယ်လို့သိရပါတယ်ဖြစ်တဲ့တော်ဝင်ရေတက်ကလီယင်တင်သင်းမောကြီး HMS Prince of Wales နဲ့အီတလီရေတက်က NDS Cava လီယင်တင်သင်းမောတွေဥဆောင်ပါဝင်တဲ့စီရင်လေ့ကျင့်မှုကိုနိုဝင်ဘာ19ရက်နေ့မှာစတင်နေပြီလို့နေတိုးစီရင်မဟာမိတ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ် Neptune Strike 2025လို့အမည်ပေးထားတဲ့အဲ့ဒီစီလီဂျင်မှုပေါ်တူဂီခြေဆိုင်နေတိုးတိုက်ခိုက်ရင်နဲ့ထောက်ပံ့ရေးဌာနချုပ်ကတိုက်ရိုက်ကုကဲနေတာဖြစ်ပြီးဘော်ဒစ်ပင်လက်ဒေတာပင်လက်နဲ့ပါဝင်ဥရောပတလောမှာဖက်ဆုံစစ်စင်ရေးလေ့ကျင့်သွားမယ်ဆိုပါလေစီလီဂျင်မှုမှာဘူဂေးရီးယားပြင်သစ်ဂရိအီတလီနော်ဝေးပိုလန်ဟိုမေးနီးယားတူရကီပြည်ထောင်နဲ့အမေရိကန်တပ်တွေပါဝင်ပြီးရင်းနှီးသင်းမောတိုက်ဖြတ်ရေးလေကြောင်းကောက်ွယ်ရေး စစ်စီရေးတွေနဲ့မြေပြင်စစ်စီရေးတွေမှာပါဝင်မယ်လို့သတင်းထုတ်ပြန်ပါတယ်။စီရင်လင်းကျမှုမှာဥဆောင်ပါဝင်မယ်လင်းရည်သင်္ဘောဝင်တွေပေါ်ကိုပြည်တွင်ကကြီးတွေတောင်းရောက်ခဲ့တယ်လို့သိရပါတယ်။ပြည်တွင်ကကြီးချက်ကိုယ်တိုင်ရှေ့တက်သားတွေကိုနှုတ်ဆက်ကုန်ပြီးကြောင်းပြည်တွင်ကကွေရုံကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အင်ဂျီလန်ငယ်နေပဲခြေစခန်းမှာယာယီရနာထားတဲ့ HMS Prince of Wales လင်းနဲ့သင်္ဘောပေါ်သွားခဲ့တာဖြစ်ပါလိမ့်။လက်ရှိမှာတော့ ီတလီနဲ့ဗြိတိန်လေးနေသမော်တွေဦးဆောင်ပါဝင်တဲ့တိုက်ခိုက်ရေးရင်းရင်အုပ်စုဟာပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ထိ Falcon Strike 2025လို့အမည်ပေးထားတဲ့နေတိုးမဟာမိတ်စီးရီးလေ့ကျင့်မှုတစ်ခုကိုလည်းမြေထဲပင်လယ်မှာလုပ်ခဲ့တာဖြစ်ပါတယ်။အခုတော့နေတိုးကစီးရီးလေ့ကျင့်မှုတွေကိုခက်စိတ်စိတ်လုပ်လာတာကိုဘီရရှားကတော့အဆောင်ကြည့်နေတာဖြစ်ပါတယ်။ဒါအပြင်နေတိုးရင်ကိုတင်မောကနေပြီးတော့တိုပီဒိုနဲ့စမ်းသပ်ပစ်ခတ်တာကိုလည်း ဗီဒီယိုထုတ်လွှင့်ပြသကြရည်သိရပါတယ်။နေတိုးရဲ့မဟာမိတ်ဘူးတွဲတပ်ဖွဲ့ကုကဲမှုဌာနချုပ်ကနော်ဝေးအန်ဒရိုင်းပင်လယ်ကမ်းခြေဒေသမှာနားပေးထားပြီးဖြစ်တဲ့တိုက်သိမောကြီးဟာရှင်းလင်းသိဖို့မှာတူလူတွေနဲ့စမ်းသပ်ပြစ်ခတ်လေးကျင့်ဖောက်ခွဲမှုဗီဒီယိုဖိုင် ထုတ်ဖော်ပြသပါတယ်။တိုဘီဒိုတန်ကြောင့်ပေါက်ကွဲမှုအလွန်ပြင်းထန်ပြီးကွန်တိန်နာတော်မျောတက်သွားပြီးရေလိုင်းတွေလည်းတင်းမောပေါ်တော့ဖုံးလာတာပါလေ။တင်းမောနှိမ့်ုပ်သွားတာကို အနီးကကင်မရာတွေနဲ့ရိုက်ကူးတင်ပြထားပါလိမ့်။ဒီရုပ်သံနဲ့တူလှုပ်ဝက်အနေထားမှာရှင်လူတင်မောဟာပြင်မှတ်အားဘလောက်တိကျပြီးအင်အားပြင်းထန်တဲ့အတိုင်းအတာကြီးမားစွာနဲ့ဖောက်ခွဲနိုင်ကြောင်းလက်တွေ့ဆန်သက်ပြတာပဲဖြစ်ပါလိမ့်။ရင်ကုန်တင်မောကလည်းကြားရှိခံနိုင်စွမ်းလှုပ်ဝက်စွာ စစ်စီဖော်ဆောင်နိုင်စွမ်းတိုက်ပွဲတွေကိုညွှန်ကြားနိုင်စွာပြည့်ရှိတာကိုစမ်းသပ်မှု အကျိုးဆက်အရာသိရပြီးတိုက်ပွဲဝင်စွန့်ရင်အောင်မြင်ခဲ့ပါတယ်လို့ထုတ်ပြန်ပါလိမ့်။ ပြခတ်တခတ်တဲ့ရင်ကုန်သင်္ဘောဟာ KNM Utadmia UL class ရင်ကုန်သင်္ဘောဖြစ်ပြီးဒီဇယ်ဂျန်နရေတာနှလုံးတက်အင်ဂျင်နဲ့နော်ဝေမှာတည်ဆောက်ခဲ့တာဖြစ်ပါလေဒီရင်ကုန်သင်္ဘောမှာတူပီတို့ဆန်သက်ပြခတ်တဲ့လေကျင်းမှုကိုနော်ဝေရေတပ်ပြည်ထိုင်တော်ဝင်ရေတပ်ပိုလန်ရေတပ်တို့ပူးပေါင်းခဲ့တာဖြစ်ပါလေလက်ရှိနေတိုးဖွဲ့နဲ့ရုရှားကြားတင်းမောင်းမှုတိုးနေပြီးပူတင်ဟာနေတိုးဖွဲ့နိုင်ငံများအတွင်းဝင်တိုက်ခိုက်မှုစီစဉ်နေတယ်လို့ပိုလန်လက်နက်ကိုင်တရင်အစုအစည်းဌာနကထုတ်ပြန်ထားပါတယ် မိမိတို့ပိုင်နယ်တွင်ဝင်လာနိုင်မှုပြင်ဆင်မှုတွေကိုတည်ရလို့မိမိတို့ဘက်ကလည်းလေ့ကျင့်ပြင်ဆင်မှုတွေကိုအချိန်မီလုပ်ဆောင်နေတယ်လို့ရုရှားကိုတတိပေးထားတာဖြစ်ပါလေ။ဒါအပြင်ပိုလန်မှာနေတို့တဖွဲ့ဝင်တွေက drone တံပြန်စွန့်ကြီးလေ့ကျင့်မှုတွေလည်းလုပ်နေတယ်လို့သိရပါတယ်။နေတို့ဟာပိုလန်နိုင်ငံရဲ့ drone တံပြန်စွန့်ကြီးတွေကိုလည်းလေ့ကျင့်နေတယ်လို့သိရပါတယ်။ American ပြည်ထောင်နဲ့ Romania ကစစ်တပ်ကတာဝန်ရှိသူတွေကပိုလန်အရှိတောင်တောင်ကနိုဝါဒီဘာမြို့မှာလုပ်တဲ့လေ့ကျင့်ခန်းတွေမှာ ပိုလန်နဲ့တခြားနိုင်ငံတွေပူးပေါင်းပါဝင်လေ့ကျင့်နေတာဖြစ်ပါလေပိုလန်နဲ့နေတိုရဲ့ရှေ့ဘက်ခြမ်းကတခြားနိုင်ငံတွေဟာမကြောက်သေးမီလားတွေတွင်ရုရှားဒရုန်းတွေရဲ့ကျူးကျော်တိုက်ခိုက်မှုကိုအကြိမ်ပေါင်းများစွာကြုံခဲ့ရပါလေအဲ့ဒီတက်ကဒရုန်းတချို့ကိုပစ်ချခဲ့ပါလေဒါမဲ့ဈေးကြီးပြီးနေပညာပြလေကြောင်းကောက်ဝေးတုံးကြီးတွေကိုတုံးပြီးတော့ဈေးပေါပေါနဲ့ထုတ်ထားတဲ့ဒရုန်းတွေကိုပစ်ချတာဟာတိုးလုံးပစ္စည်းတွေရောင်းနေမှာစိုးရိမ်နေတဲ့နေတိုးနိုင်ငံတွေအတွက်ဒီကစိန်ခေါ်မှုဖြစ်ပါလေ Regan စစ်တပ်ဗိုလ်ချုပ်ကြီး Carter W. King က ကျွန်တော်တို့ရဲ့အဓိကယူမချက်ကအယုံကန်ကိုရီးယားတွေနဲ့အဖက်တာနှမျိုးလုံးရဲ့ဈေးနှုန်းသက်သာတဲ့ကိုရီးယားတွေရှာဖွေရမှာပါလို့ပြောပါတယ်ရွေးချက်စရာတစ်ခုကတော့ interceptor drone ဖြစ်ပြီး picket truck ကမှတက်ဆင်နိုင်ပြီးတော့လေဖီအားနဲ့လှုပ်လှုပ်တဲ့လောင်းချောင်းတုံးပြီး drone တွေကိုတားဆီးဖို့နဲ့ဖြတ်ဆီးဖို့ရည်ရွယ်ပါတယ်ဂျာဖြစ်စနစ်ဟာရုရှားရဲ့စာဟစ်မျိုးစာ drone တစ်စင်းထုတ်လုပ်မှုကုန်ကျစရရဲ့စေပုံပုံပဲရှိတယ်လို့ဆိုပါတယ်စာဟစ် drone တွေဟာ Ukraine နဲ့ Russia တိုက်ခိုက်မှုရဲ့အဓိကအစိပ်ပိုင်းလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ဘက်ကယူကရိန်းဗိုလ်ချုပ်ဗာရက်စကစ်ဘီစကီကရုရှားဟာခုနကစာဟက်ဒရုန်းစင်ပေါင်း၃သောင်းထိထုံးလို့စီစဉ်ထားပြီးဈေးသက်သာပြီးမှဖြတ်စည်းလိုက်စွာအရန်မြင့်တဲ့ဘုံလုံးရင်ပေါင်းတသိန်း၂ကောင်ထုတ်ဖို့စီစဉ်ထားတယ်လို့ရိုက်တာသတင်းဌာနကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကုလလုံခြုံရေးကောင်စီဟာအမေရိကန်ဂုံတိုက်ခါတက်အောင် လုပ်ပေးသလိုဖြစ်နေပြီးဘာမှအဓိပ္ပာယ်မရှိတော့ဘူးလို့ရုရှားမျိုးတန်းကိုယ်စားလှယ်ဗာစီလီဒီဗန်ညာကဆိုပါတယ်။ ဘရဂန်ကတင်သွင်းတဲ့ဂါဇာကမ်းမြောင်ပစ်ခတ်ရေးစီရင်တဲ့ငင်းချင်းအစီအစဉ်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကတည်ပြတာဟာဘရဂန်ကျိုးပွက်မှုကိုလုံခြုံရေးကောင်စီကကောင်းချီးပေးလိုက်တယ်လို့ဖြစ်နေတယ်လို့ကုလသမဂ္ဂဆိုင်ရာရုရှားမြေရန်ကိုယ်စားလှယ်ဘာဇီလီနီဘန်းညာကပြောပါတယ်တမန်ထရန်ဂါဇာပစ်ရေးရေးနဲ့ငင်းချင်းအစီအစဉ်တွေကိုလုံခြုံရေးကောင်စီဖွဲ့ဝင်တွေကဘာမှအချိန်ယူလေးလာဆွေးနွေးခွင့်လည်းမရဘူးလို့ဆိုပါတယ်ပါလက်စတိုင်းအစိုးရစစ်ဘုံနဲ့ပတ်သက်လို့အမေရိကန်ရဲ့လုံခြုံရေးဆောင်ရွက်မှုတွေဆုံးဖြတ်ချက်တွေကိုကြည်ရင် စင်မကောင်းစရာတွေကိုပဲမြင်ခဲ့ရတယ်လို့ခုတင်သွင်းတဲ့အပြစ်ခက်ရဆင်းရဲနဲ့ငင်းကြဲရဆင်းရအဆိုပြုချက်တွေကလည်းလှည့်စားမှုဖြစ်ပြောင်းလဲသွားမှာစိုးရိမ်နေလို့ဘာစီလီနီပန်းညာကပြောပါတယ်။တမနာထရန့်လုပ်တဲ့ငင်းကြဲရေးတွေဟာဖယ်တော့အခါမှာမြဲလို့လည်းလို့လည်းမေးခွန်းထုတ်ပါလိမ့်။ဒေါ်လန်ထရန့်ရဲ့အချက်20ပါဂါဇာပြစ်ခက်ရဆင်းရဲစီစဉ်ကိုလိုဂျွန်ကောင်စီကမဲခွဲဆုံးဖြတ်ရမှာတရုတ်နဲ့ရုရှားကမဲမပေးပဲကြံဖုံးဝင်73နိုင်ငံကထောက်ခံပေးခဲ့တာပါ။ ခံကတော့ဂါဇာကမ်းမြောင်စီစဉ်နဲ့ပတ်သက်လို့ဆုံးဖြတ်တည်ပြုပေးတဲ့လုံခြုံရေးကောင်စီဖွဲ့ဝင်နိုင်ငံတွေကိုချီးကျူးဂုဏ်ပြုကြောင်းလူမှုကွန်ရက်မှာရှိပါတယ်။ထရဲ့အချက်20ပါတဲ့ဂါဇာပြစ်ခတ်ရေးစီရင်နဲ့ငင်းချင်းရေးစီစဉ်မှာဂါဇာကမ်းမြောင်တည်ငြိမ်ရေးကိုစောင့်ကြပ်ထင်သိမဲ့နိုင်ငံတကာတပ်ဖွဲ့တွေချထားရေးပါပါဝင်လာဖြစ်ပါတယ်။ရုရှားကတော့ထရဲ့အဆိုပြုချက်ကိုစိတ်ပြတ်နေတယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ကုလသမဂ္ဂရဲ့တောင်းမြင့်ချက်မှန်သမျှကိုလွတ်လွတ်ရှုပြီးအစ္စရေးကလက်စတဲ့တိုင်းဆက်ဆောင်နေပါတယ်။အစ္စရေးဆိုရကုလသမဂ္ဂတောင်းမြင့်ချက်ကိုမျက်ကွယ်ပြုပြီးနိုင်ငံတော်ပိုင်းနေဆက်တဲ့ချိန်မှာကွန်ကရစ်ဒရိုင်းတစ်ခုဆက်လက်တည်ဆောက်မယ်လို့လက်ဘရသမရကပြောပါတယ်။ဒီဒရိုင်းဟာကုလသမဂ္ဂကသတ်မှတ်ထားတဲ့အပြာရောင်မြင်းလို့ခေါ်တဲ့နန်နမိတ်မြင်းနဲ့နှီးကပ်ပြီးအဲ့ဒီမြင်းကို2000ပြည့်နှစ်မှာအစ္စရေးတပ်တွေကလက်ဘရတောင်ပိုင်းကနေဆုတ်ခွာပြီးနောက်မှာရေးဆွဲခဲ့တာပါ။ တရားရောက်လေဘရွန်နယ်မီစတူရဲမီတာ၄တောင်ကျော်စီဒေသခံပြည်သူတွေဝင်ရောက်ခွင့်မရှိပဲပိတ်ဆို့ထားတယ်လို့ကုလသမဂ္ဂကပြောပါတယ်။ကုလတွင်မှုကြောင့်ပြောရဲဆိုခွင့်ရှိသူစတီဖန်ဒူဂျာရက်ကဒီတိုင်းဟာလေဘရွန်နိုင်ငံသားတွေကိုသူတို့ရဲ့လမ်းအမြင်တွေစီတွာလောက်ခွင့်ပိတ်ဆို့ထားတယ်ပြောပါတယ်။လေဘရွန်သမ္မတကလည်းဒီလိုရဲ့ဟာကုလလုံးကျော်ရဲ့ကောင်စီဆုံးဖြတ်ချက်နဲ့နိုင်ငံချုပ်ချာအာဏာချိုးဖောက်ရအောင်ကြောင်းပြောပါတယ်။တိုင်းကအပြောင်အမြင်ကိုဖျက်ချော်သွားတယ်ဆိုတဲ့ဆွဆွချက်ကိုအစ်စွေးဘက်ကတော့ညင်ပါတယ်။ ဒီတတိုင်းဟာ2022မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးအစ်ဇွေးကဝင်တက်ရဲ့အစီအစဉ်တစ်စီးတစ်ပိုင်းဖြစ်တယ်လို့ပြောရေးဆိုခွင့်ရှိသူကတော့ဆိုပါတယ်။ကုလသမဂ္ဂကဘလို့ပဲမဲခွဲဆုံးဖြစ်ပါသေးအစ်ဇွေးအနေနဲ့ကတော့ပါလက်စတိုင်းကိုအစိုးရဖြုတ်ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးအစ်ဇွေးဝန်ကြီးချုပ်ဂျီမီနေတာညာဟုကပြောထားတာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ချီလီသမရရွေးကောက်ပွဲမှာမဲရလက်ပြတ်သားခြင်းမရှိတဲ့အလျောက်မဲရဇုံနဲ့လက်ဝဲဇုံဝါလီကိုယ်စားလှယ်လောင်းနှစ်ယောက်ကြား နောက်တစ်ချိန်ရှင်ပြိုင်သွားရဖို့ရှိပါလေလုံခဲ့တဲ့တနင်္ဂနွေနေ့ကပထမအကြော့ရွေးကောက်ပွဲကျင်းပပြီးနောက်လာမယ့်ဒီဇင်ဘာ14ရက်နေ့မှာဒုတိယအကြော့ပြုလုပ်သွားမှာပါအစောပိုင်းရက်တွေမှာအာဏာရညွန်ပေါင်းဖွဲ့တွေကကွန်မြူနစ်ပါတီကိုယ်စားလှယ်လောင်းဂျနက်ဟာရာဟာစံနာမေး26.2%အကန့်လုံးနဲ့ဥဆောင်ခဲ့ပါလေ။အဲဒါလက်ရဆုံးဝါဒီဖြစ်တဲ့ဟိုစေးအန်တိုနီယိုကတ်စ်ကစံနာမေး24.9%အကန့်လုံးနဲ့ကတ်လိုက်နေပါလေ။ဒါမှမဟုတ် အာနာယမြပောင်းဖကဟာရာကတူဦးတည်သောလက်ဝဲရင်ကိုစလေလောင်းဖြစ်တာကြောင့်ကတ်စ်နေနဲ့လက်ရရင်ကိုစလေလေးကြောင့်မဲကွက်နေမှုကိုသာစူးစီးနိုင်ခဲ့ရင်အသာစီးပြန်အားနိုင်ခြင်းရှိပါတယ်။အဲ့ဒီရွေးကောက်ပွဲအတွက်မဲဆက်စည်းဝေးရမှာလဲကိုစလေလောင်းနှစ်ယောက်ဟာရာဇဝမှုနဲ့ရွှေပြောင်းချေချမှုနှိမ့်နေပါဝင်ကျင်းတော်အစ်တွေတိစောက်ဖို့တော့ပါခရီးပြပါတယ်။ဒါကြောင့်ဒုတိယအကြောက်ရွေးကောက်ပွဲမှာဝါရအရအစွန်ရောက်တဲ့ကိုစလေလောင်းနှစ်ယောက်တွေကတယောက်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ တဖက်မှာဟာရကကွန်မြူနစ်ပါတီဝင် ဖြစ်ပေမဲ့ဘ ਹੁ လဝရေးဖြစ်တာသူ့ကို ရှုမြင်နေပြင်လူမှုဖူလုံရေးနဲ့အလို့သမားရေးအဝင်ကြီးနေရပါတာဝန်ယူဖို့ပါလေကွန်ဆာဗေးတစ်ရှိနေတယောက်ဖြစ်တဲ့ကတ်စ်ကတော့လွတ်တော်မတ်တာဝန်ကို16နှစ်တန်းထမ်းဆောင်ဖို့ပါလေ2021ရွေးကောက်ပွဲမှာလက်ရှိသမ္မတဂါဗရီယယ်ဘိုရစ်ကိုကတ်ကာရှုံးနေကြတာဖြစ်ပြီးဒါဟာသူ့အတွက်တတိယချိန်မြောက်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါလေခုတစ်ကောက်ချီလီနိုင်ငံမှာမဲပေးပိုင်ခွင့်ရှိသူအလုံးကိုစီးရင်တဲ့အလိုလျောက်ထည့်သွင်းပြီး မဖြစ်မနေမဲပေးရတဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်ပါတယ်တကယ်လို့ကတ်စတာအနိုင်ရရင်လက်တင်အမေရိကမှာချီလီဟာလက်ရရင်းနဲ့နောက်ဆုံးနိုင်ငံတစ်ခုဖြစ်လာနိုင်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်တောင်ကိုရီးယားရဲ့ဖက်ရှင်သုံးဆောင်တွေအဓိက တင်ပို့တဲ့နေရာမှာအကြီးစားမိလောင်မှုကြီးဖြစ်ခဲ့ပါတယ်တောင်ကိုရီးယားရဲ့ဖက်ရှင်ကုန်စည်တွေဖြန့်ဖြူးပို့ဆောင်မှုအကြီးဆုံးရင်းမြစ်နေရာတစ်ခုမှာမီးကြီးကြက်လောင်ကျွမ်းခဲ့ပါတယ်တောင်ပိုင်းချုံချောင်းဒေသတွေက6နန်းမှာရှိတဲ့အီလန် ုံစီတည်ပူဆောင်ရေးဆောင်မှာမီးလောင်မှုဖြစ်ခဲ့ပြီး fashion ဝတ်ထက်တန်းချီဆုံးရှုံးခဲ့ပါလေမီးလောင်မှုမှာပျက်စီးမှုတံမိုးရမ်းများပေမဲ့ကံအားလျော့စွာလူတွေထိခိုက်သေးတဲ့တဲ့မကြောက်မှုပါဘူး fashion ဝတ်ထက်တွေနဲ့အခြားကုံစီတွေတူလောင်ထားရပင်မဆော့အောင်မှာလောင်ကျွမ်းတဲ့မီးကြောက်ထပ်ပေါ်လာတဲ့မီးခိုလုံကြီးကိုကီလိုမီတာကြာပေါင်းများစွာကနေတော့တွေ့ရပါလေကုံလုံကြီးတစ်ခုဖြစ်တည်ဆောက်ထားတဲ့အဆောင်ရဲ့လေတက်ကလည်းစတဲ့မီးလောင်ပြီး အဆောင်အုံတစ်ခုလုံးကိုမြေမြဆက်ဆံပြီးကူးသွားတာဖြစ်ပါလေ။အဒီတမမီလောင်လွယ်တဲ့ပစ္စည်းတွေပဲပုံနေတာဖြစ်ပြီးအခြေအနေကပိုဆိုးသွားတယ်လို့မိသက်တဖွဲ့ကပြောပါလေ။မီလောင်မှုဖြစ်တဲ့နေရာမှာဝိတ်ဟယ်ရီဖနက်တွေအိတ်တွေပါဝင် fashion 317တန်းကျော်သွန်းလောင်ထားပြီး student kilometer တသိန်း9000 3000လောက်ကျင်းဝင်ပါလေ။ဝီယာရဲ့ပြင်းနေတော့တောင်ကိုရီးယားမိသက်တဖွဲ့ကတနင်္ဂနွေလုံးမှာအူဆန်တမျိုးတည်းမှာပဲရှိနေသေးတဲ့ရေဖျားအရင်များတဲ့ရေမြောက်ကိုပါယူဆောင်လာပြီးတုံးခဲ့ရပါတယ်ဒီစနစ်ဟာတမိနစ်ကို ရေလီတာ၄၅၀၀တော့ထုတ်ပေးနိုင်ပါတယ်။ဒါဟာသမယိုကြမိသက်ကားစီရဲ့ရေတွန်းကန်အားထက်အစ20ပိုများပါတယ်။မနက်ကတည်းကစလုံးတဲ့မီးဟာတနေ့ကုန်ကြပြီးညပိုင်းထိမိသက်ဝင်တဲ့ရာနဲ့ချီလွတ်လွတ်ရင်းမိကျွမိကျက်နဲ့နှိမ့်သက်ခဲ့ရပါတယ်။ပျက်စီးမှုတမို့တိကျမသိရပေမဲ့ထိခိုက်ဆုံးရှုံးမှုရန်များတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။မီလောင်ဝစားတဲ့အကြောင်းရင်းတော့အတိအကျမသိရပါဘူး။အဲ့ဒီနေရာမှာပဲလွန်ခဲ့တဲ့9ရက်ကအသေးစားမီလောင်မှုတစ်ခုဖြစ်ခဲ့ပါလေ အဆောင်ကိုပိုင်ဆိုင်တဲ့ Elan Group ကတော့ဖြစ်စဉ်တစ်ခုကြာဆက်စပ်မှုမရှိဘူးလို့ပြောပါတယ်။ Fashion သုံးဆောင်တွေနဲ့ပတ်သက်ရင်နိုင်ငံကြီးမှဆုံးဖြန့်ဖြူးမှုပို့ဆောင်ရေးဆောင်ဖြစ်တဲ့အဲ့ဒီနေရာကို2014မှာစောင့်ဖွင့်ပြီးဒီနေ့ကိုပါဆယ်ထုတ်ပေါင်း9တန်းလောက်ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။